မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိန်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမင်းနိုင်ငံရေးဦးတည်ချက်6ချက်ကိုအခြေခံနဲ့တွဲဆောင်ဆွေးနွေးမှုဖြစ်နိုင်ခြင်းရှိမယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတို့တွဲဆောင်ဆွေးနွေးဖို့အတွက်ကြေညာထားတဲ့နိုင်ငံဦးတည်ချက်6ချက်ကိုအခြေခံပြီးဖြစ်နိုင်ခြင်းရှိမယ်လို့ NUG ဝန်ကြီးချုပ်ညုံပြောခွင့်ရဦးနေဖုံလက်ကသတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာအင်အားပြင်းလုခတ်ခဲ့တဲ့ငလျင်အကြောင်းဒုသားချင်းစာနာမှုအကူအညီအတွက်အာ ီရန်အလဲကြာဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင် စစ်ကောင်စီတို့ကိုအခုရက်ပိုင်းတွင်တီးခြားစီတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုအပြီးမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြန်လည်တည်မြဲရေးအတွက်သက်ဆိုင်သူအလုံးနဲ့ဆက်လက်ဆွေးနွေးသွားမယ်လို့အာဆီယံဥက္ကဋ္ဌကပြောဆိုခဲ့မှုအပေါ်ဘလို့အချိန်နည်းမျိုးမှာတွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုတာကြေညာထားပြီးသားဖြစ်တယ်လို့ဥနေဖုံးလက်ကပြောပါတယ်နောက်ဆုံးအနေနဲ့ဆရာဆွေးမှုတွေကျူးလွန်နေတဲ့သူတွေအနေနဲ့ဒီရီပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိစွာနဲ့အတွင်ကူးပြောင်းရေးက ာလတရားမျှတမှုဖြစ်စဉ်ကိုဖြတ်တန်းပြီးတော့ပြည်သူ့ရဲ့တရားစီရင်မှုကိုလက်ခံရမယ်။ဒီအချက်တွေကိုကျွန်တော်တို့တရားဝင်ကြီးညာထားပြီးဖြစ်တဲ့ဒီအချက်ဒီအချက်တွေပေါ်မှာအချိန်ခံပြီးတော့ဒါလင်းကျွန်တော်တို့တွေးဆဆွေးနွေးမှုဆိုတဲ့ကိစ္စဖြစ်နိုင်ခြင်းရှိမယ်ဆိုတာထပ်လောင်းပြီးတော့အတည်ပြုပြောကြားလိုပါတယ်လို့ဆိုပါတယ်။ တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့နိုင်ငံရေးဥတီချက်၆ချက်တည်းမှာစစ်တပ်နိုင်ငံရေးကနေထွက်ခွာရမှာ ဖြစ်ပြီးလက်နက်ကင်အင်အားစုတွေအလုံးကအရသာအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိရမှာပါ။ဒါအပြင်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားတဲ့အခြေအနေမျိုးလုံးဝလက်ခံမှာမဟုတ်ပေအများလက်ခံပါဝင်နိုင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရေးဆွဲပြီးအဲ့ဒီဥပဒေနဲ့ညီ Federal Democracy ပြည်ထောင်စုကိုတည်ထောင်မှာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံရေးဥတီချက်၆ချက်ကမြန်မာနိုင်ငံအတွက်ရောပြည်သူ လူတို့အတွက်ပါအင်မတန်အရေးကြီးပြီးလိုအပ်တဲ့အချက်တွေဖြစ်တယ်ဆိုတာအားလုံးသိမြင်ကြပြီဖြစ်တယ်လို့ဦးနေဖုံးလက်ကမှတ်ချက်ပြုပါတယ်မြန်မာအရေးလေးလာတုံ့တက်သူဒေါက်တာလကျော်စောကတော့အာဆီယံကတိုက်တွန်းလာတဲ့အတွက်စစ်ကောင်စီနဲ့ NUG တို့ကြားတွေ့ဆုံဆွေးနွေးလမ်းကြောင်းပေါ်အချိန်ရွာမှာဖြစ်လို့တဖြည်းဖြည်းရောက်လာလိမ့်မယ်လို့တုံ့တက်ပါတယ်လောလောဆယ်မှာတော့တော်လိုင်းဘက်ကတောင်းဆိုတာနဲ့စစ်ကောင်စီဘက်ကမယိုးသားဘူးပေါ့တော်လိုင်းဘက်ကတောင်းဆိုထားတာ6ချက်ကိုဦးနေဖုံးလက်တို့ပြောနေတာပဲရှိတယ်ဥပမာစစ်တပ်ကနိုင်ငံရေးကနေထွက်ခွာမယ်ဒါမျိုးတွေပေါ့ဒါပေ ီမဲ့စတက်ကလုံနေတဲ့ရည်ရွယ်ချက်ကအချိန်ဆွဲဖို့ပဲလေသူ့အတွက်အခက်ခဲအင်မတန်ကြီးတယ်ဗျအထူးသဖြင့်ဒီငလင်းမှာနေပြီးတော့ပါတော်တော်ထိသွားတော့သူ့အခက်ခဲကြီးတော့သူ့ပေါ်ဖီအားရီနည်းနည်းပုံလာတယ်သူ့ဘက်ကရှော့မဲ့ပုံခုချိန်ထိမတွေ့သေးဘူးဒါပေမဲ့လို့ဆွေးနွေးပွဲကတော့မကြခင်ဖြစ်လာလိမ့်မယ်ထင်တယ်နည်းနည်းတော့အချိန်ယူရလိမ့်မယ်ထင်တယ်ချက်ချင်းကြီးတော့တိတ်ထူးထူးခြားခြားကြီးဖြစ်လာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ် AB ဆက်ရှိရနေကအာဆီယံအလဲကြားဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝင်ကြီးချုပ်မန် ဝင်ခိုင်တန်းတို့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းအွန်လိုင်းကနေပထမဆုံးတရားဝင်တွေ့ဆုံခဲ့ကြပါတယ်တွေ့ဆုံမှုအတွင်းအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြင့်နိုင်ရေးအပါအဝင်မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတရားစွာပေးဖို့ဖြန့်ဝေနိုင်ဖို့ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ် အာနာသိမှုတွင်အာဆီယံအပိုင်းဝိုင်းတဲ့ဖဲကျင်ထားတဲ့စစ်ကောင်စီဥက္ကဋ္ဌဘူကြောင့်မူကြီးမင်းအောင်လိုင်ကိုလည်း AB 19ရက်နေ့မှာအာဆီယံဥက္ကဋ္ဌကထိုင်းနိုင်ငံဘန်ကောက်မြို့မှာခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။မြန်မာနိုင်ငံငလင်းပင်ကနေပြန်လည်ထူထောင်ရေးမှာအာဆီယံတိုင်ဝမ်ကစည်းလုံးညီညွတ်မှုနဲ့ဆက်လက်ကူညီပါဝင်မြန်မာအာဆီယံအတိုင်ဝမ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့ငလင်းတင်ဒေသတွေကိုလူသားချင်းစာနာမှုအကူအညီတွေထိရောက်စာပံ့ပိုးပေးနိုင်ဖို့စစ်ကောင်စီနဲ့ NUG တို့ ြားအပြစ်ခံရစိုင်းသက်တမ်းတူဖို့သဘောတူခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောခဲ့ပါတယ်။ဥနေဘုံလက်ကအပြစ်ခံရစိုင်းဟာတပတ်တည်းလုံးလူရတဲ့ကိစ္စဟုတ်မနေတဲ့အတွက်ပြည်သူလူထုကိုဦးစားပေးကာကွယ်နိုင်ဖို့အရေးကြီးတာကြောင့်အချိန်ဤပေါ်မူတည်ပြီးဆောင်ရွက်သွားမယ်လို့ပြောပါတယ်။အပြစ်ခံရစိုင်းဆိုတဲ့ကိစ္စကတပတ်တည်းလုံးလူရတဲ့ကိစ္စဟုတ်မနေဘူး။အဲ့ဒီအတွက်ကြောင့်မလွဲမရှောင်သာကျွန်တော်တို့ပြန်ပြီးခုခံရတဲ့ကိစ္စမျိုးတွေကတော့ရှိနေခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်တို့တွေကတော့ပြည်သူလူထုကိုဦးစားပေးပြည်သူလူထုရဲ့အသက်အဝေး င်စီစဉ်ကိုကာကွယ်နိုင်ဖို့အရေးကြီးအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်တဲ့ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်လုံနိုင်ရေး AP20 ရက်နေ့ထိတက်တန်းတိုးပြီးထိုးစစ်ကိုရပ်တန့်ထားပါတယ်။စစ်ကောင်စီကလည်း AP20 ရက်နေ့ထိအပြည့်ရထားပြီးမဲ့လက်လွတ်ထားတဲ့နေမျိုးတွေအပါအဝင်စီးရေးလှုံ့ဆော်မှုရှိတဲ့ဒေတာတွေမှာစစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာနဲ့တပ်ပြောင်းရွှေ့တာတွေလည်းလှုံ့ဆော်နေပါတယ်။ money okay. ။ဒီအတွက်ကြောင့်တချို့ဒေသတွေမှာနဘတ်တီးထွေးတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့လီကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်တွေအပါအဝင်ကိုဝင်ဆောင်တွေအရက်သားပြည်သူထိခိုက်ဒိဆုံးနာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကတင်ရပါတယ်။ဇလက်ပြီးထီးထတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီပြူဟာမှုကိုအရှင်ဖမ်းမိတော့လဲလုံခြုံရေးရပြစ်ခတ်ခဲ့တယ်လို့ KNU ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်စည်းမင်းမြန်းချိန်မှာမချိမငန်ဆက်ဆံပြီးရန်လိုတဲ့အနေအထားကြောင့်လုံခြုံရေးရလက်အုပ်မှုရယူတဲ့အနေနဲ့ပြစ်ခတ်လိုက်ရတာလို့ပြောပါတယ်။တနေ့တိုင်းတိုင်းတဝဲထီခီလ န်းပေါ်ရှိဓိဋ္ဌပြူဟာစကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီပြူဟာမှုကိုအရှင်ဖန်စီရမိခဲ့တော်လဲမဖြစ်မနေပြက်ကတ်ရှင်းလင်းခဲ့ရကြောင်းကင်းရမျိုးသားစီယုံကရန်ယူတက်မဟာလီဘိတ်တဝဲခရိုင်တွင်းရမှုဘဒုစောအင်နာကအတီးပြူပါရယ်ဓိဋ္ဌပြူဟာစကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတက်မှာပြူဟာမှုနဲ့တပ်သားတချို့ကိုအရှင်ဖန်စီရမိခဲ့တော်လဲပြူဟာမှုရဲ့မချိမငန်းဆက်ဆံပြီးရှမ်းလို့တဲ့အနေထားကြောင်းစစ်စင်းနေတဲ့ရဲဘော်ရဲ့လုံခြုံရေးအတွက်ပူပေါင်းတမယာကပြစ်ခတ်လိုက်တာလို့ဆိုပါရယ်ဓိဋ္ဌပြူဟာစကန်းမသိမ့်မီကာလနဲ့တိုက်ပွဲဖြစ်စဉ်ကာလမှာဓိဋ္ဌပြူ ူဟာမှုထံကိုလက်နက်ချဖို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့တော်လဲမချိမငန်းပြန်လည်တုံ့ပြန်မှုကိုတောင်းရခဲ့ကြောင်းဆိုပါတယ်။ဖမ်းမိတဲ့စစ်သားတွေကိုစစ်စီမေးမြန်းချိန်မှာဗျူဟာမှုမှာမချိမငန်းဆက်ဆံပြီးရှံလိုတဲ့အနေအထားနဲ့မတ်တပ်ရလိုက်တဲ့အတွက်အနီးမှာရှိတဲ့မိမိရဲဘော်မှာစစ်စီရင်ရဲဘော်ကိုအကာအကွယ်ပေးရန်လုံခြုံရေးရလက်ဦးမှုယူတဲ့အနေနဲ့ပြစ်ခတ်လိုက်တာလို့ KNU တပ်မဟာလီဗိတ်တဝဲခရိုင်အတွင်ရေမှုဘဒူစောအေနာကတီတာဗျူဟာစကန်သိမ့်တိုက်ပွဲနဲ့ပတ်သက်ပြီးတရင်ကိုဖြစ်စဉ်အချင်းပြန်လည်ဖြေဆုံမှုမှာပြောပြပါရတယ်။ အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်မှလင်းရင်ကလည်းဝဲပြန့်နေသလိုဖမ်းမိထားတဲ့တပ်သားအချို့ထွက်ပြေးနေကြရာတော်လိုင်းအင်အားစုတွေရဲ့လိုက်လံပစ်ခတ်မှုလေကြောင်းမှပုံကျင်းမှုလို့ကြောင့်စစ်ကောင်စီတပ်သားတွေကတည်ဆုံခဲ့တာလို့ဆိုပါရယ်ထီထဗျူဟာစကံကို AP 12ရဲ့နေကစားပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတပတ်အကြာ AP 19ရဲ့ညနေပိုင်းမှာအပိသက်တိမ်ပိုင်နိုင်ခဲ့တယ်လို့ဘဒူစောအင်နာကပြောပါရယ်အဆိုပါစကံသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီက Y20 MI70 Jet Fighter လေးများနဲ့အချိန်ချင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ခုခံခဲ့တယ်လို့ဆိုပါရယ် စကန်သိမ့်တိုက်ပွဲတွင်တော်လိုင်းအင်အားစုပူးပေါင်းတက်မှလည်းဒီကိန့်ကြဆုံမှုရှိပြီးစစ်ကောင်စီတပ်ပိုင်ဆိုင်နဲ့လက်နက်ခရဲများတင်ဆက်ရမိခြင်းအရှင်ဖမ်းမိတဲ့စစ်တုံးပန်းများလည်းရှိကြောင်းသိရတော့လေအသေးစိတ်ကိုအတည်ပြုနေစေဖြစ်ပါတယ်တရင်ဌာနအနေနဲ့စစ်ကောင်စီပြူဟာမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဆက်လက်စုံစမ်းလျက်ရှိပါတယ် ထီးထပြူဟာစကန်ရှိယာဒေတာကရခင်က KNU တက်မဟာလီဌာနခရိုင်ရုံးချုပ်များမှအထိုင်ချရာဒေတာဖြစ်ပြီး1998ခုနှစ်မှာစစ်ကောင်စီကတိုက်ခိုက်သိမ်းပိုက်ကလှုပ်ရှားပြူဟာစာပါဟာတင်မှာစစ်ကောင်စီတပ်သားတွေနဲ့စကန်အထိုင်ချခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်အဆိုပါစကန်ပြူဟာကတဝဲထီးခီနေဆက်ကုံသွဲဤလမ်းကြောင်းပေါ်မှာအကြီးဆုံးစစ်စကန်တစ်ခုဖြစ်ကြောင်းတရင်အရင်မြစ်တွေရဲ့ပြောကြားချက်အရသိရပါတယ်။တက်မဟာလီနယ်မြေတွင်ပြူဟာအဆင့်ရှိစကန်ကိုသိမ်းပိုက်နိုင်ခြင်းကစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပထမဦးဆုံး ုံးချိန်ဖြစ်တယ်လို့ဆိုပါတယ်အကြီးမားဆုံးအောင်မြင်မှုလို့ပြောလို့ရပါတယ်ပါလို့လဲဆိုတော့အဲ့ဒီပြူဟာကအခုမှပထမဆုံးချိန်စကန်သိမ်းနိုင်တာအဲ့ဒီစကန်ကအရေးပါတဲ့စကန်ဖြစ်တယ်အဲ့ဒီစကန်ကိုသိမ်းတဲ့ချိန်မှာကန်ယူရန်တိုင်းစစ်ဌာနချုပ်ကရှိတဲ့တိုင်လင်းရင်တွေပုံကျဲလင်းရင်တွေတာမကပဲအရှိတောင်တိုင်းစစ်ဌာနချုပ်ကပါပို့လာရတယ်လို့ဘတ်တိုစောအင်နာကပြောပါတယ်လက်ရှိမှာတနင်္သာရီတိုင်းတွင်ရှိတဲ့ရဲချောင်းတနင်္သာရီစတဲ့မြို့နယ်များအတွင်းမှာလည်းစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေအကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်